်ခင်ပါရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုံးမြင့်တန်ကြားရဲ့မနက်ရှင်တိုင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်မုံတိုင်းကျောက်ပင်လယ်ပြင်မှာကြားဖောင်ပြက်ပြီးမျိုးပါလာတဲ့ AR တိုင်းကကြားဖောင်လုတ်သားတွေဟာမွန်ပြည်နယ်ပေါင်နဲ့ချောင်းဆုံမြို့နယ်တွေထိရောက်ရှိလာတဲ့အတွက်ကုညီကဲဆဲထားတယ်လို့ဒေသခံတွေစီကသိရပါတယ် စက်တင်ဘာလ24ရက်ညနေပိုင်းကပလဲပြင်းမှာကြားဖောင်နေတဲ့ဒူမျိုးပါလာကြတဲ့ရေလုတ်သားအယောက်40ကျော်ကိုဒေသခံရွာသားတွေက တွေ့ရှိခဲ့တာပါ ရေလုတ်သားတွေဟာ ARD တိုင်းထက်ကအမာဖြာပုံငပုတော်အိမ်မဲနဲ့ရေကြီးမြို့နယ်တွေက ဖြစ်ကြတယ်လို့သိရပါတယ် လက်တလုံးမှရေလုံသားတွေနေထိုင်စားသောက်ဖို့ကျေးရွာအရက်သားတွေကဝိုင်းဝန်းကူညီပေးထားပြီးမိုးပြင်းနဲ့ချောင်းစုံနဲ့ပေါင်းမြုံနဲ့ဘက်ကအုပ်ချုပ်ရေးတာဝန်ရှိသူတွေက ARD တိုင်းဘက်ကိုရေလုံသားတွေပြန်နိုင်ရေးချက်ဆက်ဆောင်ရွက်နေတယ်လို့သိရပါတယ်ရှင်။ကမ္ဘာခီးသွားလုပ်ငန်းတွေကိုကုလသမဂ္ဂကမ္ဘာခီးသွားလုပ်ငန်းအဖွဲ့အစည်း UN Tourism ကဦးဆောင်ပြီးနှစ်စဉ်ကျင်းပခဲ့ပါတယ်။ ကမ္ဘာခီးသွားလုပ်ငန်းတွေမှာတော့မြန်မာနိုင်ငံရဲ့ခီးသွားလုပ်ငန်းအခြေအနေတွေကဘယ်လိုရှိနေပါသလဲမျက်သစင်ပေးပို့ထားပါတယ်ရှင်2021စစ်အာဏာသိမ်းပြီးကတည်းကမြန်မာနိုင်ငံရဲ့ခီးသွွားလုပ်ငန်းတွေဟာကျဆင်းခဲ့ရတယ်လို့အခုဆိုရင်လည်းခီးသွွားလာဖို့အနေအများတဲ့နိုင်ငံစည်းတွေမှာလည်းပါဝင်နေတာဖြစ်ပါတယ်။ American နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့လုံခြုံရေးအခြေအနေအရခီးမသွွားဖို့တားမြစ်ထားတဲ့နိုင်ငံပေါင်း20တဲမှာ အသက်အန္တရာယ်ချိန်ချမှုထိဖြစ်စေနိုင်တဲ့အမြင့်ဆုံးအဆင့်အဆင့်လေးအဖြစ်မြန်မာနိုင်ငံကိုသတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာစီးပွားဆိုင်ရာနဲ့လုံခြုံရေးကူညီပေးတဲ့အဖွဲ့အစည်း International SOS ရဲ့2025အတွင်းခရီးသွားလာရမှာအန္တရာယ်ရှိတဲ့နိုင်ငံစီးရင်ပြမြေပုံမှာလည်းမြန်မာနိုင်ငံဟာလုံခြုံရေးအန္တရာယ်မြင်မာတဲ့စီးရင်ထဲမှာပါနေပြန်ပါတယ်။ဒီလိုအခြေအနေတွေကြောင့်မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဟာကျဆင်းနေပြီးလက်ရှိကာလဟာ ခီးသွားရသည်စတဲ့ကာလဖြစ်ပေမဲ့ပြည်ရင်းကခီးသွားလုပ်ငန်းတွေဟာပြည်ရင်းခီးသွားဧည့်သည်တွေကိုပဲဝန်ဆောင်မှုပေးနေကြရပြီးနိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုနှုန်းနှဲပါတယ်လို့ခီးသွားလုပ်ငန်းလုပ်ကိုင်သူတွေကဆိုကြပါတယ်။ အခုကတော့လက်ရှိမှာပြည်တွင်းခီးသွားလုပ်ငန်းတွေအဲ Travels and Tour တွေအကုန်လုံးပေါ့နော်အဲတော်တော်များများအကုန်လုံးကကြတော့လက်ရှိမှာပြည်တွင်းခီးသွားလုပ်ငန်းလေးတွေ ਨੇ လဲပတ်နေရပါတယ်ပြည်ပနေပြီးတော့ inbound ဝင်ရောက်တဲ့အဲနိုင်ငံခြားသားဧည့်သည်တွေကတော့တကယ်ကိုအဲဝင်ရောက်မှုနှုန်းကတော့လက်ချိုးရည်လိုရတယ်ပေါ့နော်အရင်အထက်ဆိုင်လို့ရှိရင်လည်းဒီ COVID မမမတိုင်ခင်ကပုံစံမျိုးနဲ့ဆိုအခုကတိတိတသားကြီးပဲအရင်ကွာချပါတယ်လက်ရှိမှာလည်းအဲမနှစ်နဲ့ နှစ်ဒီတစ်နှစ်နှစ်နှစ်ကတော့ဘယ်လိုပါမလဲဝင်ရောက်နှုံးကတော့နင်းနေသေးတယ်ပေါ့နော်ဒါကြောင့်လက်ရှိမှာ ခီးသွားလုပ်ငန်းလုပ်တဲ့သူတွေကတော့ပြည်တွင်းကလူကဲအဲကိုလူမျိုးအချင်းချင်းမကိုပဲပေါ့နော်ဝန်ဆောင်မှုပေးရတဲ့ဖျားဖူးခီးသွားလုပ်ငန်းတွေနဲ့ပဲလေပတ်နေရတယ်ကမ္ဘာလေခရီးသွားတွေအလာများတဲ့နေရာဒေသတွေတဲကမန္တလေးမြို့နဲ့အင်းလေးဒေသဟာဆိုရင်လေမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်တိခိုက်ပျက်စီးမှုတွေများခဲ့ပြီး အခုထက်ထိပြန်လည်ထူထောင်ရင်းအတွက်ရုန်းကန်နေရဆဲဖြစ်တယ်လို့ခီးသွားလုပ်ငန်းတွေဟာလည်းကျဆင်းနေတယ်လို့ဒေသခံတွေကဆိုကြပါဗျ။နိုင်ငံခြားသားခီးသွားဧည့်သည်တွေကိုမန္တလေးမြို့ထဲမှာဒီလိုအချိန်ဆိုတွေ့နေကြဆိုပေမဲ့ဒီနှစ်မှာတော့နိုင်ငံခြားသားဆိုတာကိုမမြင်တလောက်ပဲလို့မန္တလေးဒေသခံတယောက်ဖြစ်တဲ့ကိုကျော်အမီလွဲကဆိုပါတယ်။မန္တလေးမြို့ရဲ့ခီးသွားလုပ်ငန်းအခြေအနေကတော့မရှိသလောက်ပေါ့နော်။အာတောင်တပံဥပိန်တရာတို့ ဒီဒီမန္တလေးတောင်တို့ပါလို့ဆိုအဲခီးသွားဒီနိုင်ငံခြားခီးသွားဧည့်တယ်မရှိတလောက်ပါပဲတရုတ်ခီးသွားဧည့်တယ်အဲတစုနှစုတယောက်စားနှစ်ယောက်စားသုံးယောက်စားအဲ့လောက်ကြီးတွေပဲရှိတာပါ channel foreigner ဒီ europe တို့ပါလို့ပြတာဟိုခီးသွားတော့မရှိတလောက်ပါပဲဘာလို့လို့ဆိုတော့ဒီမန္တလေးတို့ပါလို့ကလည်းမန္တလေးနဲ့ပြည်ဦးလည်းလောက်ပဲလေးနေရာရှိတော့လေ channel အနီးနားပတ်ချာလေးတွေကလည်း တင်ရေးတဲ့ပတ်ချက်သက်တယ်ဆိုတော့အလာကြတာများပါတယ်မန္တလေးအခြားနေရာတော့စကိုင်းမင်းကဘယ်သူဆိုသွားလို့မရတော့ဘူးအင်းလေးဒေတာမှာတော့ဖောင်တော်ဦးဖေရလှည့်လေအပူဇော်ခံပွဲကျင်းပနေတာလည်းဖြစ်ပါတယ်စက်တင်ဘာလ29ရက်နေ့မှာလင်းကင်းရွာမှာအပူဇော်ခံပြီး28ရက်နေ့မှာတော့ညောင်ရွှေမှာအပူဇော်ခံမယ်လို့ဒေတာခန်တွေကဆိုပါတယ်အင်းလေးဒေတာခန်တယောက်ကတော့ဖောင်တော်ဦးဖေရပွဲရှိပေမဲ့ အရင်လိုပြည်ရင်းပြည်ပခရီးသွားတွေအများကြီးလာတာကိုမတွေ့ရဘူးလို့ဆိုပါတယ်ကျွန်တော်တို့အင်းလေးမှာခီးသွားလုပ်ငန်းအတွက်ကအရင်တော့လိုပြည်ရင်းပြည်ပခီးသွားတော့တော်တော်ကိုနည်းတယ်အဲဖောင်တော်ဘုရားလှည့်လည်ပူဇော်ခံပွဲရတော့ဒီနှစ်ကလုတ်ဖြစ်တယ်အဲဒါနေရာ20တဌာနလုံးမှာလှည့်လည်ပူဇော်ခံမှာဖြစ်ပါတယ်ဒီနေ့ကတော့လင်ကင်းရွာမှာရောက်တယ်ပေါ့ပူဇော်ခံနေမနေ့ပြန်ကြရင်တော့အညောင်ရွှေမှာပူဇော်ခံရောက်မယ်ပေါ့ ဒီသခံတော်တော်များများပဲကျွန်တော်တို့ဒီပါဝင်ဆွေးနွေးနိုင်နေပေါ့အရင်တော့လို့တော့အဲပြည်တွင်းပြည်ပကီးတယ်ဒီအများကြီးလာပြီးတော့ကျတော့လိလာတာလာပြီးတော့ကျတော့ဖျားပူးလာတာတွေတော့နေတယ်ပေါ့နော်ဆိုတော့အခုချိန်ထိကတော့အင်းလေးဒီသခီးသွားလုပ်ငန်းလည်းခက်ခက်ခဲခဲနဲ့အဲရင်ဆိုင်နေရတယ်ဖြစ်ပါတယ်လို့ကမ္ဘာခီးသွားလုပ်ငန်းတွေကိုကမ္ဘာတဝန်းလုံးမှာရှိတဲ့နိုင်ငံအသီးသီးကကျင်းပကြတယ်လို့ကုလသမဂ္ဂကမ္ဘာခီးသွားလုပ်ငန်းအဖွဲ့အစည်း UN Tourism က20နှစ်တိုင်း တရားဝင်အင်ရှင်နိုင်ငံတနိုင်ငံကိုသတ်မှတ်လေးရှိပါတယ်။2025ခုနှစ်အတွက်တရားဝင်အင်ရှင်နိုင်ငံကတော့မလေးရှားနိုင်ငံဖြစ်ပြီးမလေးရှားမလက္ကာမြို့မှာခီးသွွားလုပ်ငန်းနဲ့ရေရှည်တည်တံ့ရေးအတွက်အသွင်ကူးပြောင်းမှုဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။ကျမမြတ်သစင်ပါရှင်။ မန္တလေးတိုင်းညဦးမြို့မှာစစ်ကောင်စီကခန်းနဲ့ရက်ွက်အုပ်ချုပ်ရေးမှုနဲ့အပေါင်းပါတွေကိုစစ်မှုတန်းကြီးငွေလက်စကားမှုနဲ့စက်တင်ဘာလတတိယပတ်မှာစစ်တပ်ကလာရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကသိရပါဗျာ။ စစ်တပ်ကခန့်ထားတဲ့အမတ်တရက်ကွက်ကရက်ကွက်အုပ်ချုပ်ရေးမှူးဖိုးကျော်နဲ့သူ့ရဲ့အပေါင်းပါ900ကိုစစ်မှုထမ်းကျင်းငွေတွေလက်စားမှုနဲ့စစ်ကောင်စီတပ်ကဖမ်းဆီးသွားတာတပတ်နေပါရှိပြီလို့ဆိုပါတယ်အုပ်ချုပ်ရေးမှူးဖိုးကျော်နဲ့အဖွဲ့ဟာစစ်တပ်အတွက်စစ်မှုထမ်းတပ်သားတွေအများဆုံးရှာပေးနေသူတွေဖြစ်ပြီးပေါ်တာဆွဲခံရသူတချို့စီကနေလည်းငွေကြေးအများများတောင်းယူကာပြတ်လွတ်ပေးနေသူတွေဖြစ်တယ်လို့ညာဦးမြို့ကန်ကပြောပါတယ် ညောင်မြို့မှာပေါ်တာဆွဲခံရသူတွေကိုပြန်ရွေးမဲ့ဆိုရင်အဆွဲခံရသူတယောက်ကို380လောက်ထိဈေးပေါက်နေတယ်လို့ညောင်ဦးမြို့နယ်ပါကဖတာဝန်ခံကိုစည်းက DBB ကိုပြောပါတယ်ရှင်။ AR တိုင်းရေကြီးမြို့နယ်ငပိုင်းချောင်းကွာလန်ပိုင်းကရေနသာစစ်စေဂိတ်မှာတာဝန်ကျနေတဲ့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်၂ယောက်ဟာမူရဆေးရောင်းချမှုနဲ့ပတ်သက်ပြီးထိတ်သိမ်းစစ်ဆေးခံနေရတယ်လို့ဖြစ်စဉ်ကိုသိရှိသူတွေစီကသိရပါတယ်။ ဆက်စည်ဂိတ်မှာတာဝန်ကျနေတဲ့ရတပ်ဖွဲ့ဝင်၂ယောက်ရဲ့ကျုပ်ဘုတ်အိတ်တွေထဲကနေတရားမဝင်ဒီဗျူဝိုင်မူရဲ့ဆေးတွေအများပြားတွေ့ရတဲ့အတွက် စတေမာလာတတိယအပတ်မှာစတင်စစ်ဆေးနေတာလို့ဆိုပါတယ်။ပတိန်ကအရာရှိတွေနဲ့ရေကြီးရတပ်ဖွဲ့ကအရာရှိတွေဟာရေကြီးမြို့မရဲစခန်းမှာစစ်ဆေးနေတာဖြစ်ပြီးရဲနှစ်ယောက်ကဒီဗျူဝိုင်ဆေးပြားတွေကိုအယောင်းဝယ်လုပ်နေတာလို့ရေကြီးမြို့နယ်ရတပ်ဖွဲ့နဲ့နှိစက်တဲ့သူတယောက်ကပြောပါတယ်။ မွေးရစေးရောင်းချတဲ့အတွက်စစ်စေးခံရတဲ့ရတပ်ဖွဲ့ဝင်နှစ်ယောက်ဟာ ရေချင်မြို့နယ်မြို့မရဲစခန်းကနေရေနသာစစ်စေးဂိတ်မှာစစ်ကောင်စီတပ်သားတွေနဲ့အတူတာဝန်ကျနေတဲ့သူတွေလို့သိရပါတယ်ရှင်ပြည်တွင်းမှာဆက်ယုံလုတ်သမားတွေအပြင်ပုတ်ကလစ်ကအလုတ်တွေမှာအောက်ခြေအလုတ်လုတ်ကိုင်းတဲ့လုတ်သားတွေဟာကုန်စည်နှုတ်ကြည့်တာကြောင့်လောက်ခလာစာနဲ့မလောက်မငှရက်တီနေကြရပါတယ်ဇဲသစ်သတင်းပေးပို့ထားပါတယ်ရှင်။ ီရင်ကအလောက်ရုံအများစုဟာအလုပ်သမားတွေကိုပေးတဲ့အခြေခံလောက်အားကနည်းပါတာအချိန်ပိုလုံးမလုံလောက်စင်မဲ့လောကပေးတာမျိုးကြောင့်အခြေခံလောက်သမားတွေဟာလားစင်မလားမငါရက်တည်နေရတယ်လို့ပြောပါဗျ။ဆက်ရောင်အလောက်ရုံတွေကတနင်္လာကနေတောက်ကြနေသည့်အချိန်ပိုကိုခွင့်ပြုမိတ်ထပ်ပို့ခိုင်းတာပေးရက်တွေမှာအချိန်ပိုညအထိစင်ခိုင်းတာနေရောညပါနားချိန်အနည်းငယ်သာရပြီးလောကနည်းနည်းနဲ့အလုပ်သမားတွေကိုခေါင်းပုံဖြတ်တာတွေရှိတယ်လို့အလုပ်သမားရဲ့ကွန်ကြီးပေးသူတွေကပြောပါဗျ။ ဆက်ယုံလုံယုံမှာလုံတဲ့အလုသမားတွေရဲ့လုံချုံရေးတွေကလည်းတကယ်တမ်းဆိုရင်တော့အမှတ်ခံချက်မရှိဘူးเนาะအဲ့တော့ကို့အလုသမားတွေကလည်းဒီဆက်ယုံလုံယုံတွေမှာရှိတယ်ဆိုရင်ကျွန်တော်တို့ကတည်င်းအချက်လက်ကိုဟလာအမြဲတမ်းနားဆွနေရမှာပေါ့လေအဲ့တော့လောက်ခလာစာကအစဒီကျွန်တော်တို့ရဲ့ဟိုမြန်မာနိုင်ငံမှာရှိတဲ့ဈေးနှုန်းတွေကအစရမ်းမြင့်တက်လာတာအဲ့ဆိုစီးပွားရေးပတ်စုံမှုတွေကနိုင်ငံတကာကဟိုပတ်စုံမှုတွေအများကြီးဖြစ်လာတယ်အမေရိကန်ကပတ်စုံမှုတွေများလာတယ်အခွန်တိုးကောက်မှုတွေများလာတယ်အဲ့တော့အခွန်တိုးကောက်မှုတွေများလာတဲ့ခါကျတော့အလုပ်သမားတွေစီကရတဲ့ပတ်စံနဲ့ ဒီရင်းနှီးမြှောက်နှံမှုတွေကအလုသမောတွေကရတဲ့ပတ်စံနဲ့တင်ပြီးတော့အလုသမောစီကရမယ်ပေးရမယ်ပတ်စံကိုဖျက်တောက်ပြီးတော့မှနိုင်ငံခြားသားအလုရှင်တွေကအလုတဲ့ဟာမျိုးတွေရှိတာပေါ့လေအဲ့တော့ဒါတွေကိုလည်းအလုသမောတွေကသိရှိပြီးတော့သတင်းတွေကိုနားဆွနေဖို့လိုအပ်တယ်ဒီကာလကလေပြည်တွင်းကအလုသမောတွေဟာတရက်ကိုအခြေခံလောကအ ਨੇ ဆုံးငွေကျပ်တသားအတာရတဲ့အတွက်တလားကိုမြန်မာငွေကျပ်နှစ်သိန်းကနေသုံးသိန်းဝန်းကျင်နဲ့ရပ်တည်နေကြရတာဖြစ်ပါတယ်ကိုဗစ်ကာလနဲ့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် လူငယ်တွေအတွက်လောက်ကန်ခွင့်လန်းပို့ရှားပါလာပြီးတလားတလားဝင်ငွေနဲ့အတုံးစိတ်လောင်းကောင်ရက်တည်နေရတယ်လို့ရန်ကုန်မြို့ကပေါကလိကဝန်ထမ်းတယောက်ကပြောပါတယ်အစရာပြည်ထဲမှာပဲဟိုတယ်ဝန်ထမ်းလုပ်နေတာပေါ့ပြီးတော့တလဝင်းဝင်းဘယ်လိုစီမံခန့်ခွဲလဲဆိုလို့ရှိရင်အရတဲ့လာတာနဲ့ဒီမှာဈေးကြီးကတော့ငင်းတာပေါ့နော်ရတဲ့လာတာကိုအိမ်ပိုးကနည်းငယ်ရဲ့ဒီမှာ ်အဲတတလာလာ30ရေဒီလိုနဲ့ပဲလက်ပတ်နေတာပေါ့အဲ့တော့စုစုမျိုးတတ်တာမရောက်ဘူးပေါ့နော်ငွေတရားအနေနဲ့အိမ်မက်တွေနာခက်တွေကြောင်းပြောရမယ်ဆိုရင်တော့ဒီကိုဗစ်နဲ့တိုင်ရအောင်မျောလင်းတာရတော့အများကြီးပေါ့ကိုဗစ်တေရောဒီအနာတိုင်းရရောနဲ့ဘာမှမမှန်ဘာနာတတ်မှာကိုမမြင်နိုင်ဘူးမျောလင်းနိုင်အောင်ရှင်းနေတာပေါ့ဒီလိုပဲကျုံဒီလိုလေးပဲရှိဆက်အလိုပဲဖြစ်သွားတာပေါ့ပြည်ရမအခုလိုဝင်ငွေကြက်တက်တဲ့အခြေအနေကြောင့် အခြေခံလုံသမားတွေဟာနိစ္စရာအင်းနီးချင်းနိုင်ငံတွေနဲ့ပြပအလုပ်တွေကိုပိုပြီးရွေးချယ်လာကြတယ်လို့ပြပအလုပ်ကန်အေဂျင်စီတွေကပြောပါတယ်။တစ်ဖက်မှာလည်းအနာသိန်းစစ်ကောင်းဆောင်ကပြည်တွင်းမှာလုံသားလိုအပ်ချက်ရှိကြောင်းပြောနေတယ်လို့စစ်မှုရန်အသက်အကျုံးဝင်တဲ့အမျိုးသားတွေအပါအဝင်ပြပအလုပ်သမားဆေလွတ်တာကိုနီလန်ပေါင်းစုံနဲ့ထိန်းချုပ်ကန့်သက်ထားပါတယ်။ကျွန်တော်ဇွဲသက်ပါ။ ပေါ်လန်နဲ့ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအဆောင်တို့ကိုကာကွယ်ဖို့စစ်တပ်ဆင်လွှတ်ရမယ့်အကြောင်းကာကွယ်ရေးဝန်ကြီးပီဟတ်ဆက်ကိုတိုက်ရိုက်ညွှန်ကြားခဲ့ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောပါရယ်ကျွန်တော်တို့ရဲ့လူဝင်မှုကြီးကြပ်ရေးအဆောင်တွေဟာအန်တီဖာတွေနဲ့တခြားပြည်တွင်းအကြမ်းဖက်တွေရဲ့တိုက်ခိုက်မှုကိုခံနေရပါတယ်လို့ထရမ့်ကဆိုရှယ်မီဒီယာမှာဖော်ပြထားပါရယ်ပေါ်လန်မြို့တော်ဝန်ကိတ်ဝီလ်ဆန်က ဆိုရှယ်မီဒီယာမှာ Trump အမေ့ပေးခဲ့တဲ့ဆိုတဲ့အကြောင်းတွေ့ရှိပြီးနောက်ပေါ်လန်မှာစစ်တပ်မလို့အကြောင်းတုံ့ပြန်ထားပါတယ်။တရားမဝင်တဲ့ဒါမှမဟုတ်အကြမ်းဖက်ကိစ္စတွေကိုသမရကိုယ်တိုင်ဖန်တီးဖို့အစီအစဉ်မရှိပဲဒီနေရာတွေမှာအကြမ်းဖက်မှုတွေရှိမှာမဟုတ်ပါဘူးလို့ Gate Wilson ကပြောပါတယ်။ ပေါ်လန်မှာ2025ခုနှစ်ပထမ6လအတွင်းရာဇဝမှုကြဆင်ခဲ့ပြီးလူသတ်မှုနဲ့ပတ်သက်လို့တခြားမျိုးတွေနဲ့ရှင်ရင်တနက်စီကမန်ဖက်စ်မှာ124နဲ့ကတက်ကီမှာရှိတဲ့လော့ဘတ်မှာ96နဲ့ပေါ်လန်မှာ18မှုတို့ကိုနှိုင်းရှင်ပြထားပါတယ်2020တုန်းကပေါ်လန်မှာဂျော့ဖရိုင်ကိုရဲတွေဖမ်းဆင်းသေဆုံးခဲ့တာနဲ့ပတ်သက်ပြီးဆရာပြပွဲတွေပေါ်ပေါက်ခဲ့ကထရမ့်ကဖက်ဒရယ်တပ်ဖွဲ့တွေဆီလွှတ်ခဲ့မှုပါတယ် ဒီလိုစစ်တပ်စေလုံးမှုကဆန္ဒပြပွဲတွေကိုနှိမ်နင်းနိုင်တာမဟုတ်ပဲပိုပြီးအချိန်တက်စေတယ်လို့တချို့မျိုးပြအကောင်ဆောင်တွေကပြောပါတယ်ရှင်။ ကွယ်လွန်သူဂျိုတာရဲ့မိသားစုကိုစာချုပ်သက်တမ်းကုန်တဲ့အထိလဆာဆက်လက်ပေးချေတဲ့အပေါ်အသင်းပိုင်ရှင်ကိုနီးပြအာနယ်စလောကချီကျူးသွားပါတယ်။ပေါ်တူဂီတက်စစ်မှုဂျိုတာနဲ့ညီဖြစ်သူအန်ဒရီတို့ဟာပြီးခဲ့တဲ့ဇူလိုင်လ3ရက်ကလီဗာပူးအသင်းစီပြန်လာနေစဉ်စပိန်နိုင်ငံမှာကားမတော်တဆမှုနဲ့ကွယ်လွန်သွားခဲ့တာပါ။ ဂျိုတာဟာလီဗာပူးနဲ့စာချုပ်သက်တမ်းနှစ်နှစ်ကြံသေးတာကြောင့်လက်ကျန်လာစာတွေကို မိသားစုစီဆက်လက်ပေးချေဖို့လီဗာပူးအသင်းကဆုံးဖြတ်ခဲ့တာပါအသင်းပိုက်ရှင်တွေကနီးပြတူးလိုဝေဖန်မှုတွေခံရတတ်ပေမဲ့ဂျိုတာရဲ့အခြေအနေပေါ်လီဗာပူးအသင်းပိုက်ရှင်တွေလှုံ့ဆော်သွားတာကဘောလုံးလောကမှာတော့တာမန်ကိစ္စမဟုတ်ကြောင်းနီးပြစလောကပြောပါတယ်ဒါပြင်ကွယ်လွန်သူဂျိုတာအပေါ်အပေးချစ်ခင်ကြတဲ့ပြည်သက်တွေနဲ့ကစားသမားတွေရဲ့အပြုအမူတွေအပေါ်မှာလည်းနီးပြားစလောကချီချူပါရယ် ဂျော်ဒါဟာလီဗာပူးမှတပတ်လောက်ခပေါင်တသိန်း၄000ခန့်ရရှိနေသူဖြစ်ပြီး လက်ကျန်နှစ်နှစ်သက်တမ်းအတွက်စုစုပေါင်းပေါင်း၁၄သန်းလောက်လီဗာပူးကပေးချေသွားရမှာဖြစ်ပါတယ်ရှင်ဒီပပီယုံမြင့်တန်ကြားရဲ့မနက်ရှင်တိုင်းသတင်းတွေကိုရှုစားခဲ့ရတာပါမနက်စင်တိုင်းမှာလည်းထပ်ပြရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးဦးမှာပါကျွန်မကတော့ချူချူဆမ်မဂျေဆုတမရရှင် 么要要来我又的。谁他妈不是我有哈？哦 <music>，人家说没人有，你干到嘞？ င်တက်ကြပြိတ္တများမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားသစက်အငားပေးတာများဖျားခြင်းဒေါ်တူ DPP အစီအစဉ်ကြံလဲထုတ်လွှင့်ဖို့အချိန်ကြာရောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖျားပေးမယ့်သူကတော့မတ်တီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီဟုတ်ကဲ့ပါမင်္ဂလာပါကောင်းကြီးပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ဒေါ်တူ DPP အစီအစဉ်ဒီတစ်ပတ်အတွက်ထုတ်လွှင့်မယ့်အချိန်ပြန်ရောက်လာပါပြီရှင် ဟုတ်ကဲ့ပါမသိဒီဒီတစ်ပတ်မှာပေးစာတွေထဲကမှပထမဦးဆုံးဖျက်ပြပေးခြင်းနဲ့ပေးစာကတော့ဒီစကိုင်းတိုင်းသမောက်မြို့နယ်တွေကပေးပို့လာတဲ့ပေးစာနဲ့အရေးဆုံးစပြီးတော့ဖျက်ပြခြင်းပါလေခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါ DBB ကအကူနဲ့အမတို့ကျမချမ်းသာကြပါစေလို့ထူတောင်းပေးလိုက်ပါတယ်ကျွန်တော်သခိုင်းဗမောက်မြို့နယ်ကပါလက်ရှိမှာကျွန်တော်က Homely နဲ့ကချင်ပြည်နယ်ဇက်မှာရောက်နေပါတယ်ခဏိခိုင် Homely မြို့နယ် ရွှေရင်းအုပ်စုရွှေရင်းကြီးရွာမှာလူနေအိမ်တွေကိုရွာချင်းဆက်မိန်လန်းတွေကို KIA အရာရှိတွေ KIA အဖွဲ့ဂျာရူးကြီးအရာရှိတွေနဲ့ပူးပေါင်းလုပ်ငန်းရှင်တွေပါကြီးရွာနေအိမ်တွေလမ်းတွေကိုရွှေမျောတွေလုပ်နေပါတယ် KIA အရာရှိတွေကအဖွဲ့စည်းနာမည်သုံးပြီးကြီးရွာတွေကိုဖျက်အခုလိုရွှေတူးပေါ်နေတာတွေကိုကချင်လုံးမြောက်ရေးတက်မတော့ KIA KIO လူကြီးတွေကမသိတာလားပြည်သူတွေက စစ်ဆောင်နေရလို့နေထိုင်ရေးအဆင်မပြေတဲ့ကြားမှာ နေအိမ်တွေကိုဖျက်ဆီးပြီးတော့ဖြီးပွားရှာနေတော့ကျွန်တော်တို့ပြည်သူတွေအတွက်တတော်လေးကိုခက်ခဲပါတယ်ကျွန်တော်တို့ကပြောလဲမပြောရဲပါဘူးမြသူတို့ကတနက်ကင်ထားပြီးဒေသူတွေဆိုတော့ခေါင်းငုတ်ခံနေရပါတယ်ကြီးရွာသာဘုံတော်ကြီးចောင်းတွေပါလှုပ်ရှားနေကြပါတယ်ဒါတွေကိုအဘက်ဘက်မှလူကြီးတွေ နားလဲစီခြင်းလို့ဒီစာကိုရေးသားပြပလိုက်ရပါတယ် အမီမဖော်ပေးပါရဲ့ BBB မှတင်ဆက်သူအခုအမားတို့ကိုတောင်းဆိုလိုက်ပါတယ်ကျေးဇူးတင်ပါတယ်အငြင်းရန် BBB ကိုနားဆင်ပေးနေသူပါဆိုပြီးတော့ကျွန်တော်တို့ဒီသခိုင်းနဲ့ခန်းနီခိုင်ဖုံးမလေးမျိုးနေတယ်ပါဗောနော်ဒါဒီ KI ကနေပြီးတော့လုံလန်းရှင်နဲ့ပေါင်းပြီးတော့ဒါရွှေတူးပေါ်နေတဲ့အကြောင်းပြပို့လာတဲ့စာကိုဖတ်ကြားပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ရေကျွန်မဖတ်ပြပေးမယ်ပေးစာကလည်းစကိုင်းတိုင်းနဲ့ပြပို့လာတဲ့စာပါပဲရှင်ဒီ BBB ဖွဲ့သားများအားလုံးမင်္ဂလာပါတဲ့ ကျမကစကိုင်းကတာမြို့နယ်တွေကအခြေရွာတစ်ခုကပါကျမတို့စီမှာမြို့နယ်တရားရုံးရဲစခန်းရုံးအချင်းထောင်အလုံးရှိပါတယ်မွေးစေးသမားတွေကိုဖမ်းဆီးမှုတွေရှိပေမဲ့ငွေပေးနိုင်သူကိုလွှတ်ပေးပြီးငွေမပေးနိုင်သူကိုထောင်ချပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ23ရက်နေ့ကထောင်သားတယောက်ထွက်ပြေးခဲ့ပါတယ်အချင်းသားတွေနဲ့သူတို့ရဲ့အဖွဲ့တွေကျမတို့ရွာတွေကိုဝင်လိုက်ထွက်လိုက်နဲ့ထောင်ချနေတဲ့အထက်မှာအသက်80ကျော်သူတွေလည်းပါပါတယ်ဘာမှမှုတွေမှန်းတော့မသိပါဘူး ဒါကြောင့်အထက်လူကြီးတွေအနေနဲ့ရုံးတွေများစောက်ရင်ကြေးရွာတွေနဲ့အဝေးတနေရာမှာစောက်ပေးပါ။ရွာမှာစာတင်ကျောင်းတွေလည်းဖွင့်နေပါတယ်။အဲ့ဒီအဖွဲ့တွေရောက်လာပြီဆိုရင်ကြောက်နေရပါတယ်။ဒီပီပီကတစ်ဆင့်ပြောကြားပေးပါဆိုပြီးတော့ရေးသားရေးဖွင့်လာပါတယ်ရှင်။ဟုတ်ကဲ့ပါမသိဘူးကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ဒေသကတော့ဒီစကိုင်းတိုင်းတွေကဒီသစ်ဆောင်ကြည့်သူတွေရေးသားဖေးပို့လာတဲ့စာပဲဖြစ်ပါလေခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ မင်္ဂလာပါတော့တူ DPP ဝိုင်းတော်သားများခင်ဗျာကျွန်တော်ကတော့စကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်မွတ်တုံကြီးရွာကပါအောက်ကုတ်လဆိုင်ပိုင်းကစပြီးတော့စစ်ကော်မရှင်တွေကပလဲမြို့နယ်ထဲမှာစစ်ကြောင်းတွေဖြန့်ပြီးတော့ထိုးနေပါတယ်ဒါကြောင့်ပြည်သူတွေအများစုကမိမိတို့အိုးအိမ်တွေကိုဆုံခွာပြီးတော့ဆုံချောင်းစစ်ချောင်းနေရရပါတယ်အဲ့ဒီလိုအများပြည်သူအတိဒုက္ခရောက်နေချိန်မှာမိသမလောဘသားတွေကမွတ်တုံရွာတွေကိုဗဟုပြုတ်ပြီးတော့ လောင်သာဝိုင်းတွေပြုလုပ်နေကြပါတယ်ဒါကိုတောင်ဝန်ရှိလူကြီးများများလဲမသိကြိုးကြုံပြုနေတာကြောင့်စီမကောင်းဖြစ်ရပါတယ်အများပြည်သူကဒုက္ခရောက်နေချိန်မှာအခုလိုလော